နိုင်ငံတကာအဖွဲ့အစည်းတွေဟိုကမ္ဘာကူလသမားအပါဝင်ဒီကနိုင်ဟိုဒီအာဆီယံအဖွဲ့အစည်းတွေကတော့ကျင့်ဝတ်သိက္ခာနဲ့ရှိတဲ့အဖွဲ့အစည်းမှန်တော့ဒီလိုမျိုးလုံးဝကျင့်ဝတ်သိက္ခာမရှိတဲ့ဒီလူတွေလွတ်ပုံနေတာလူတို့ကိုနှိမ့်စင်နှိမ့်တိုင်းတတ်ဖြတ်နေတဲ့အဖွဲ့အစည်းလုတ်တဲ့ပွဲတော့ခင်ဗျားတို့မတက်သိမ့်ဘူးဆိုတော့ကျွန်တော်အဲ့ဒါလေးရိုးရိုးလေးပဲပြောတာတခြားဘာမှမရှိဘူးဒါတော့လုတ်တာမလုတ်တာခင်ဗျားတို့အပိုင်းပဲ ဟုတ်အားလုံးပဲမင်္ဂလာပါကျိုး KNC ရဲ့ဟိုအသီးသန့်တွေ့ဆုံမြင်မြင်ချင်းအစီအစဉ်ကနေပြီးတော့ကြိုဆိုပါရစေကျိုးဒီအခုတစ်ခေါက်မြင်မြန်မှာတော့ဒီတနိုင်ငံလုံးပြည်ခိုက်ရေးတရားစီရင်သဘောတူစာချုပ်လို့ခေါ်တဲ့ NCA လက်မှတ်ထိုးခြင်း10နှစ်ပြည့်ဖြစ်ပါတယ်ပေါ့နော်ဒီ10နှစ်ပြည့်ကိုအခြေခံပြီးတော့ကင်ယူကင်မျိုးသားအစည်းအုံးပါဝင်ဒီတိုင်းရင်းသားတော်လှန်ရေးအဖွဲ့6ဖွဲ့နေပြီးတော့ဟိုသဘောထားထုတ်ပြန်ထားတာရှိပါတယ်သဘောထားထုတ်ပြန်ချက်ရဆိုလို့ရှိရင်တော့ဒီ2021စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီဖြစ်ပေါ်လာတဲ့ဒီအခင်းကြီးပေါ်မှာခြေခံပြီးတော့ဒီ NCA စာချုပ်ကြီးကဒီစက်ကူအစုပ်အဖြစ်ရောက်ရှိသွားပြီလို့တော့အဖွဲ6ဘွဲ့ကနေပြီးတော့သူထုတ်ပြန်ထားတာရှိပါတယ်ဒီထုတ်ပြန်ချက်ပတ်သက်ပြီးတော့အခုကျွန်တော်တို့ဒီ KNU ကမြန်မာအစည်းအရုံးရဲ့ပြောရေးဆိုခွင့်ရှိသူဘလူစတော်နီနဲ့ကျွန်တော်တွဲဆုံမြင်မြန်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဘလူဟိုကျေးဇူးတင်ပါတယ်အခုလိုအချိန်ပေးတဲ့အတွက်ပေါ့နော်ဒီ NCA ဟိုနှစ်ပတ်လဲပေါ့နော် NCA ဆယ်နှစ်ပြည့်နှစ်ပတ်လဲနေ့ကိုအခြေခံပြီးတော့ပေါ့နော်ဒီ အန်စီစာချုပ်ကိုလက်မလက်မထူထားခဲ့တဲ့ဒီတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း6ဖွဲ့နေပြီးတော့ဒီသဘောထားထုတ်ပြန်ချက်တစောင်းတွေ့ရတယ်အဲ့ဒီတည်းမှာဆိုလို့ရှိရင်တော့ KNU လည်းတစ်ဖွဲ့ပေါ့ပေါ့လေကျွန်တော်သိကျွန်တာကတော့ဒီဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ဒီ NCA နှစ်ပတ်လည်နဲ့ပတ်သက်ပြီးတော့ KNU ရဲ့ပေါ့အသီးသန့်သဘောထားချက်တိချက်ပါလိဖြစ်နိုင်မလဲပြောပြပြလို့ရမလား ဟုတ်ကဲ့ကျွန်တော်တို့ဘက်ကတော့ရှင်းရှင်းလေးပါဒါကကျွန်တော်တို့ကတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက်ဆိုတော့ကျွန်တော်တို့ထဲထဲဝင်နေပုံပတ်သက်ခဲ့တာဟိုကြိုးစားခဲ့တာလဲအားလဲအားလုံးလဲသိပြီးသားပါဒါပေမဲ့စစ်အုပ်စုဘက်ကနေပြီးတော့ဒါကိုလုံးဝဂိမဆိုင်ပဲနဲ့နောက်ဆုံး2017မှာအာဏာသိမ်းလိုက်တဲ့အခါမှာဒီ NCA ကလည်း လုံးဝပြည့်ပြည့်သွားပြီဆိုတော့ကျွန်တော်တို့တောက်လျှောက်ပဲပြောလာတယ်ဘာဖြစ်လဲဆိုတော့ဒီ NCA NCA ရဲ့အခြေခံမူတွေရောရည်ရွယ်ချက်ရည်မှန်းချက်တွေရောအကုန်လုံးကသူချိုးဖောက်လိုက်တာပဲလေဟိုနိုင်ငံရေးပြဿနာကနိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ်ဟိုဒီဘောเนาะအကြမ်းမဖက်တဲ့နီးတယ်ဘာတွေကစကွာအကုန်လုံးကဆက်ညင်ပဲနေလှုပ်လိုက်တာဒါချိုးဖောက်လိုက်တာပဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ NCA လည်းမရှိဘူးပြီးတော့ပြည့်ပြည့်သွားပြီဆိုတော့ဟို အနာသိင်းတဲ့ကိုပြောတာအဲ့ဒီပြောတဲ့အတိုင်းလဲကျွန်တော်တို့လှုပ်ဆောင်လာတာပဲလေဆိုတော့အဲ့ဒီအပိုင်းမှာအခုကတော့ NCR ရှိသေးရောင်ရောင်နဲ့ထပ်ပြီးတော့လဲတနေ့တစ်ခါအ ਨੇ ဆုံးဒီလိုမျိုးညင်ညင်းပွဲတွေခေါ်ပြီးတော့ဟိုဟိုလူဆွဲခေါ်ဒီလူဆွဲခေါ်နဲ့ဟိုဘာမှအလုံးမဖြစ်တဲ့ဟာကိုဆက်လုပ်နေတုံးပဲဆိုတော့ကျွန်တော်မြင်နေရတယ်ဒါပေမဲ့သူ့မှာလဲတစ်ဖက်အဲ့လိုလုံးမှာပဲသူ့အတွက်ကနည်းနည်းဟို ဘယ်လိုပြောမလဲဆိုတော့မျက်နှာပြောင်တိုက်လို့နည်းနည်းအဆင်ပြေတယ်လေအဲအကြောင်းမလို့ तू အဲ့ဒါကိုဆက်လက်လုပ်နေတော့တကယ်တမ်းကြာလဲဘာမှလို့အထိပ္ပယ်မရှိတော့ဘူးကျွန်တော်တို့မြင်တာကတော့ DNC ကရှိတော့ခါမှာကျွန်တော်တို့ကတည်ချာချာ give the sign နဲ့ဟိုထဲထဲဝင်နေဟိုအာတုံခွန်ဆိုင်ပေါ့နော်ရှိတဲ့အရင်မျက်မှန်ပြအကုန်လုံးပုံဝင်ပြီးလုတ်တယ်ဒါပေမဲ့စစ်တပ်ပြတောက်လျှောက်ပဲအဲ့ဒီလုတ်နေတဲ့အချိန်ချိန်မှာလုပ်ငန်းစဉ်အားလုံးကိုကလန်တိုက်ပြီးတော့အကုန်လုံးပြဿနာတက်အောင်လဲလုတ်တယ်အထူးသဖြင့်ဒီ NC ရင်းမှလက်မှတ်ရေးထိုးပြီးတဲ့၃နှစ်မြောက်မှာ तू ကဟိုဟို တခုဒီတော့တတ်မတော်ရှိရမယ်ဆိုပြီးတော့အဲ့ဒီဟာကိုတင်လာတဲ့အခါမှာကြာသူ့ရဲ့သဘောရိုးอ่ะကွာငញ្ញမ်းတီဆောက်မှာထက်ကျွန်တော်တို့ KNU ကိုလက်နဲ့ဖြုတ်သွင်းဖို့ဆိုသူကအဲ့ဒါပဲစဉ်းစားနေတာတခြားဘာကောင်းတော့မှာပါမရှိဘူးအဲ့ဒါကိုလောက်လာတဲ့အခါကျတော့ကျွန်တော်တို့ကလုံးဝဒါကတော့ငញ្ញမ်းလန်းနဲ့တော့လုံးဝသွေးဖီသွားပြီဆိုတော့2018မှာကျွန်တော်တို့ကရိုက်ရဆိုင်ပြီးတော့တခါလေအပြင်ကိုထွက်လိုက်အဲ့ဒီထွက်လိုက်တဲ့အခါမှာအပြီးပိုင်းထွက်တာမဟုတ်ဘူးလမ်းကြောင်းမှန်ပြန်ရောက်ရေးအတွက်ကျွန်တော်တို့အစိုးရနဲ့ပြန်ပြီးတော့ဒီအဲ့ဒီအချိန်ကာလက NLD အစိုးရလက်ထက်ကိုကျွန်တော်တို့ ဝရုံเนาะသူစစ်တပ်ကိုယ်စားလှယ်နဲ့ပါပါတယ်ဒါအဲ့ဒီဥစားပေါ့တော့ရှစ်ကြိမ်မြောက်เนาะဒီအလုပ်သဘောနဲ့ပြန်ဆွေးနွေးကျွန်တော်တို့ကိုယ်နိုင်လည်းပါတယ်အဲ့ရှစ်မြောက်ဆိုပြန်ပြီးတော့တက်မှလာတဲ့အခါမှာကျွန်တော်တို့ပြန်ပြီးတော့2020မှာပြန်ပြီးတော့ဟိုစီဝေးထိုင်တဲ့အခါမှာရတင်ရထိုက်တဲ့ဟိုတချို့ပေါ့เนาะအားလုံးမရသေးတိုင်အောင်သဘောတူညီမှု Union Accord 3ဆိုတဲ့ဟိုသဘောတူညီချက်ပြည်တော်စုသဘောတူညီချက်အမှတ်3ကိုတော့ကျွန်တော်တို့ရခဲ့တယ် ဒါပေမဲ့အဲ့ဒါလပိုင်းခဏလေးပဲကြာတယ်။ယောဂပွဲမှာ तू ကခွက်ခွက်လန်ရှုံးတော့အဲ့ဒီသဘောတူညီချက်အတိုင်းအကောင့်ထဲပေါ်ပဲအပိုင်းမှာဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဥတီတာ Federal Democracy ကိုသွားတော့မှာလေ။ကျွန်တော်တို့ကိုယ်တိုင်ကလည်းယုံကြည်နဲ့ဆက်သွားတော့မှာဖြစ်တဲ့အတွက် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်သွားတဲ့အခါမှာစစ်တပ်နိုင်ငံရဲ့နှမဝင်ရှုပ်လို့မရဘူးဆိုတော့ तू तू သိတယ်အဲဒါကြောင့်မို့တဖြည်းဖြည်းနဲ့ तू ကတဖြည်းဖြည်းနဲ့ဆုတ်ခွာမယ်ဆိုသိလာတဲ့အခါမှာအဲ့ဒါကို तू ဘလုံးမန်တို့တခါတည်းနောက်ဆုံးပြောရရင်တော့ဒီရွက်ောက်ပွဲမှာခွက်ခွက်လောင်ရှုံးသွားတဲ့အခါမှာပြီးရောအဲ့ဒါဆိုတခါတည်း तू ကလက်အနေငယ်အတွင်းမှာပဲအာဏာထသိမ်းပလိုက်တယ်ဆိုတော့ပြောရမယ်ဆိုရင်တော့အဲ့ဒီကလေးကကျွန်တော်တို့ကပြဿနာကဘာမှပြောစရာဘူးမရှိတော့ကျွန်တော်တို့ပြရတော့ရှင်းတယ်လှုပ်တဲ့အခါမှာကောင်းမွန်လှုပ်တယ်အဲ့ဒီမှာလုံးဝသွေဖြစ်သွားပြီဆိုရင်လည်းလှက်ဘူးမကြည့်တော့တာအခုအခုတည်းထိပဲ မှန်မှားတော့ဗျာဒီလိုဟာမျိုးကြတော့ तू ကတော့ဒီတိသတာတမျိုးမတိမတာတဖုံနဲ့ရှောက်ပြီးတော့ချိန်တာတော့အများရှိတယ်2021နောက်ပိုင်းမှာဒါပေမဲ့ကျွန်တော်တို့လုံးဝဂယူမဆိုင်ဘူးလုံးဝလည်းအကတ်မခံတော့ဘူးအဲ့ဒါတော့ तू ကရှင်းတယ်ဘာရောတီဟိုခိုးကြောင်ခိုးခွဲနဲ့ရှာနီလန်းနေမြွန်းလာဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာနှစ်နှစ်သုံးနဲ့ကြော်လာတဲ့အခါမှာ तू ကတော့လုံးဝကတ်လို့မရတဲ့သဘောထားမှာရှိတော့ तू ခေါ်လည်းမခေါ်တော့ဖိတ်လည်းမဖိတ်တော့ဘူးကွာကိုကတော့ဘာမှမကြောက်ဘူး तू ကထလုံနေရတယ်အဲ့ဒါပဲရှိတော့တယ် ဟုတ်ကဲ့နောက်တစ်ခုကတော့ဒီဆယ်နှစ်ပြည့် NC နှစ်ပတ်လည်မှာဆိုလို့ရှိရင်တော့စေအုပ်စုပဲသူပြင်ဆင်ထားတာဒီအခမ်းအနားကြီးကြီးကျယ်ကျယ်ကိုဟိုလှုပ်သွားဖို့စီစဉ်ထားတာပေါ့တစ်ဖက်မှာလည်းဒီ NC ဟိုမထိုးရသေးတဲ့သူရဲ့ NC ရဲ့အတိုင်းမသွားတော့တဲ့သူတွေအကုန်လုံးဖိတ်ရလို့သူပြောတယ်ဒီဟာဟိုတို့ကင်းညိုဟိုတို့တကယ်ရောဟိုဟာဖိတ်ကြရက်လားဟိုအဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဟိုနည်းနည်းပြောပြပါဦးခင်ဗျငှက်ဖြာယောဂဟာဆိုရင်လူနာရဲ့အတန်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့ကုသယောဂတစ်ခုဖြစ်ပြီးတော့ Plasmodium လို့ခေါ်တဲ့ကပားကောင်းကောင်းဖြစ်တဲ့ယောဂတစ်ခုဖြစ်ပါတယ်။အဲ့ဒီယောဂပိုးကိုတည်ဆောင်ထားတဲ့ Anopheles ချင်းမကိုက်ခံရတာကနေတဆင့်ကူးဆက်လာတာဖြစ်ပါတယ်။ငှက်ဖြာယောဂလက္ခဏာတွေကတော့အဖျားတက်ခြင်း၊ချမ်းခြင်းနဲ့တုန်ခြင်း၊ကောင်းကိုက်ခြင်း၊ကြွက်သားနဲ့အစ်စ်များနာကျင်ခြင်း၊မောပန်းခြင်းနဲ့နှုံခြင်း၊ပြုတ်ခြင်းအန်ခြင်း၊ဘိုက်အောက်ဘိုက်နာခြင်း၊ပွမ်းသွားခြင်းတို့ဖြစ်တတ်ပါတယ်။ အထက်ပိုင်းယောဂလက္ခဏာများခံစားရပါကနှက်ဖြာယောဂပူးရှိမရှိသွေးဖောက်စစ်ဆေးပြီးစောစီးစွာထိရောက်တော်ကူတာမှုခံယူဖို့လိုပါ रे အဲ့ဒါလေကုနာကျွန်တော်ပြောသလိုပဲ2017နောက်ပိုင်းကျွန်တော်တို့ပြပြသားသားရပ်တည်လာတဲ့အခါမှာ तू ကတော့ဟိုသူက short တွေ့တာအများကြီးပါတာပေါ့ကျွန်တော်တို့ဟိုစဒီလောက်ဖြစ်လိုက်မယ်လို့တော့သူတို့မတွေ့တော်တော်များကကျွန်တော်တို့အပေါ်မှာ short တွေ့တာတခုတည်းမဟုတ်ဘူးဟိုလူထုအပေါ်မှာလည်း short တွေ့တာအများကြီးဖြစ်တယ်။ तू အနာသိန်းဒီလောက်တော့ဖြစ်မှာမဟုတ်ဘူး तू တော့တွေ့ထားဒါပေမဲ့ ူတက်ကိန်းနဲ့အကုန်လွဲတယ်ဗျာကျွန်တော်တို့ရက်တီရခိုင်ပါတယ်ညဉ့်ဉိုင်းလှုပ်လှုပ်ရှားရှိတော့တေချာလှုပ်တယ်မလှုပ်တော့ဘူးဆိုရင်တော့လာလုံးဝမင်းဘာလာစစ်စားလို့မရတော့ဘူးအဲ့ခံမှာဟိုဘာပဲရှိတော့လဲဆိုတော့ခိုးကြောင်ခိုးလဲရှောက်တော့ဖိတ်တဲ့ဟာတွေညှိတာရှိတယ်ဟိုကျွန်တော်လုံးဝနားမထောင်ရတာရှင်းရင်ပဲအဲ့နှစ်နှစ်သုံးနှစ်ကြော်လာတဲ့ခါမှာသူတို့အဲ့လိုလာပြီးတော့ချင်းကတဲ့ဟာတော့မကြောက်ဘူးမကြောက်တော့ဘူးလှုပ်လည်းမရတော့ဘူးကျွန်တော်ပြတ်ရသွားပဲကျွန်တော်ဆွေးနွေးကြရှိဆွေးနွေးတယ်ဒါပေမဲ့ဆွေးနွေးတဲ့ဟာကိုမင်းကောင်းဖို့မလုပ်ဘဲထောက်ရနာသိ အဲ့လိုအချိုးမျိုးတော့ကျွန်တော်တို့ဘလို့မှလက်ခံလို့မရတော့ဘူးဆိုတော့အဲ့ဒါပြတ်သွားပြီရှင်းရတော့အခုတည်းထိကတော့ဘာမှလည်းသူကသူထားလောက်တာပဲရှိတယ်သူကယူလို့လို့ကြောင်းတယ်လို့နဲ့သူကသူလောက်နေတဲ့အပိုင်းတော့လောက်နေတာပဲဆက်လောက်နေတာပဲကျွန်တော်တို့ကိုဖိတ်တာတော့မရှိတော့ဘူးအဲ့ဒါဟုတ်ကျေးဇူးပဲကတော့ဒီ NCA လို့ခေါ်တဲ့ဒီအပြစ်တနိုင်ငံလုံးပြစ်ရစာချုပ်ပေါ့နော်တရားဟိုဆွဲကန်ပြီးတော့အတူအမြဲတမ်းပြောတွင်းကျပြောနေတာကျွန်တော်တွေ့ရတာပေါ့တကယ်ရောသူ့ရဲ့သဘောထားမှာဒီအပြစ်ခံရစေမှုတွေကတကယ်ရောလို့လို့တဲ့ဆန္ဒတကယ်ရှိရလား ဘာဖြစ်လို့ကျွန်တော်ဒီလိုပြောရလဲဆိုတော့အခုတနိုင်ငံလုံးအနေနဲ့ကင်းပြင်းနဲ့အပါဝင်ဆိုဟိုနေရာတိုင်းမှာဟိုထိုးစစ်ဆင်မှုတွေလုပ်နေတယ်ဘုံကျက်တက်ခိုက်မှုတွေလုပ်နေတယ်ဒီစစ်ကြောင်းထိုးတာတွေလည်းဟိုတိမ်မဲကြီးကိုလုပ်နေတာပေါ့ဒီအပေါ်မှာရောဒီဒီဘယ်လိုလုပ်နေလဲဘယ်လိုမြင်ပါလဲဘယ်လိုမချက်ပြုတ်ချင်လဲမြဲမြဲဆဆတော့ပြောကြရမရှိဘူးကျွန်တော်တို့ငញ្ញញ៉ៃဖြစ်စဉ်ကာလတော့မှကျွန်တော်တို့ဒူးတိုက်ဆွေးနွေးတဲ့အချိန်မှတောင်မှကျွန်တော်တို့အပေါ်မှာ ဒီလိုမျိုးမောက်မာပြီးတော့ဟိုချိုးဖောက်တဲ့ဟာတွေအများကြီးတယ်အဲ့ဒါကျွန်တော်တို့သီးခံပြီးတော့လုပ်ခဲ့တယ်လေဥပမာဆိုရအောင်ဆိုဗျာတက်မငါတက်မသုံးခွဲမှာကားလိုက်ဖောက်ချလာတော့ကောဖောက်စရာတော့လောက်များတဲ့ရှိတပီလုံးမှာသွားဖောက်လေဘာဖြစ်လို့ကိုွတ်နယ်အတွင်းစီးထဲမှာလာပြီးတော့ဖောက်ရတာလဲအဲ့ဒါကျွန်တော်တို့တေချာပြောလို့လည်းမရဘူးသူကလှုပ်တာပဲလှုပ်တော့လည်းတိုက်ပွဲဖြစ်နေတာပဲလေဆိုတော့အဲ့ဒီတည်းအဲ့လိုပုံစံမျိုးချိုးနေတဲ့အခါကျတော့ဒီအာနာသိမ်းပြီးတဲ့နောက်ပိုင်းပြောစရာကိုမရှိတော့တာပြောစရာမရှိတော့သူကနေ့တိုင်းလိုဘုံကျက်တတ်ဖြာကျွန်တော်တို့စီဘုံကျက်တာကျွန်တော်တို့စုကိုပထမအဆုံးစဘုံကျက်တာပဲလေ2021ဒီမတ်လမှာကျွန်တော်တို့ဟို ကျွန်တော်တို့လည်းမခံတော့ဘူးအဲ့မှာမတ်လမှာကျွန်တော်တို့စခန်းတက်သိမ်းလိုက်တာတခါတည်းအဲ့ဒါနဲ့တခါတည်းဟိုတက်မှာငားမှာရှိတဲ့အဲ့ဒီအရက်ဖက်နေရာတွေအကုန်လုံးရှောက်ပြီးတော့ဘုံကျက်ပြလိုက်တာသေတာလည်းတော်တော်လည်းပဲလူလူတွေ အဲ့ဒီကလေးကသူကအတော်မတော်တပြူလုံးပတ်ပြီးတော့ရမ်းတာအခုတည်းထိပဲဘာဆုံးမဆုံးနိုင်တယ်အခုနောက်ဆုံးသတင်းကျိုးမိထုံခွဲမှာသွားပြီးတော့ဘုံကျဲတာတို့ကျွန်တော်တို့တတ်မှာတစ်မှာရှိတီတီပထုံခဲမှာသွားပြီးတော့ကလေးတွေကလေးတွေလင်းငန်း၆နှစ်အရွယ်တွေသေတာမနေဘူးသူလျှောက်တော့ဘုံကျဲပြလိုက်တာအခုကဆက်ခါဆက်ခါဖြစ်နေတာအဲ့ဒါကြီးကဘာမှဟိုစိတ်ကောင်းစီတယ်မှန်နည်းနည်းလေးပြောက်တော့ဟိုလုံးဝဆန္ဒမရှိတဲ့လူကညင်းညင်းလာစကားပြောဘယ်မှာသွားပြီးတော့ယုံရတော့မလဲဟုတ်နောက်တစ်ခုကတော့အခုအခင်းကြီးပေါ်မှာအခြေခံပြီးတော့ ပြောနေတဲ့တန်နေတော့ကျွန်တော်တွေ့ရတော့ဗောနော်တစ်ဖက်ကလည်းတိုက်ရင်တိုက်ဗောတစ်ဖက်ကလည်းဟိုတွေးဆဆွေးနွေးမှုတွေကလုံဆောင်တက်နေဗောဘာဖြစ်လို့ဒီလိုလောက်ဆိုအာပြည်သူတွေလည်းဟိုဗောဒီအသေးချေထိခိုက်ဟိုပြည့်စည်ဆုံဆုံမှုတွေရော့နေဗောဗောနော်အကိုစလဲလုပြီးတော့ဟိုဟာဆွေးနွေးအကြံပြုတက်နေလို့မြင်တဲ့အမြင်တွေလည်းရှိပါတယ်เนาะဒီပုံမှာအခြေခံပြီးတော့ဘယ်လိုလုပ်ကင်ယူကင်မျိုးသားစီယုံနေတဲ့ဘယ်လိုသဘောထားရှိလဲဗျ ်ဒီလိုရှိတယ်ဗျာနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့ဖြေရှင်းမှာကျွန်တော်ဘယ်တော့မှမမြင်ဘူးဒါပေမဲ့ဒီလိုလော့ပုံနဲ့ကတော့ကျွန်တော်ဘယ်တော့မှလက်ခံလို့မရဘူးအဲအကြောင်းလို့ကျွန်တော်ပြောချင်တာတော့ဆွေးနွေးရာရှိတာဆွေးနွေးရာတော့ဆွေးနွေးမှာပဲဒါပေမဲ့ပုံစံကြီးတော့မတူတော့ဘူးကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့အထက်မှာဒီလိုဆွေးနွေးမယ်ဆိုရင်တော့စောကကျွန်တော်တို့ပြောခဲ့တဲ့အခြေခံမှု ကျွန်တော်မူမဲ့တော့မဆွနေဘူးမူမဲ့သွားပြီးတော့ရမ်းကရောတလောက်သတ်ဖြတ်နေတဲ့လူတွေပေါ်ထိုင်ပြီးတော့စကားပြောရမယ့်အချိန်တွေမျိုးကဘလို့မှမဖြစ်နိုင်တော့ဘူးဒါပေမဲ့အဲ့မူရကျွန်တော်ဘလို့ရမယ်ခင်ဗျားတို့လက်ခံမလားအဲ့ချက်၃ချက်ပဲများများဆဆမပြောဘူး၆ချက်ပေါ့နော်အများတကာတည်တဲ့၆ချက်ဒါပေမဲ့အဲ့၆ချက်ကိုချုပ်လိုက်တဲ့ချုပ်လိုက်ဥစားပြန်ပြီးတော့ချုပ်လိုက်တဲ့အခါမှာ၃ချက်ပဲရှိတယ်တစ်တစ်ချက်ကစစ်တပ်နိုင်ငံရေးကလုံးဝထွက်ဒုတိယတစ်ချက် Federal Democracy အခြေခံနဲ့ဖွဲ့စည်းပုံအခြေခံဦးတွေရေးဆွဲနော်နောက်ဆုံးတစ်ချက်ကျူးလွန်ခဲ့သမျှပြန်ပြီးတော့တာဝန်ခံ ဒါပဲရှိတယ်ဒီသုံးချက်လက်ခံပြီးဆိုကျွန်တော်စကားပြောမယ်ပြောမယ်ဆိုရင်လည်းနိုင်ငံရေးစကားလုံးဝမပြောတော့ဘူးစစ်တပ်ပြုပြီးပြောင်းလဲပဲလုပ်တော့မယ် professional စစ်တပ်ဖြစ်ရမယ်လူတို့ကိုအကာအကွယ်ပေးတဲ့စစ်တပ်ဖြစ်အောင်မယ်အဲ့ဒါကိုလုံးဝပြုပြီးပြောင်းလဲမယ်ဒါကိုဆွေးနွေးမလားဆွေးနွေးမယ်ကြံတဲ့ဟာလားဆွေးနွေးမင်းနဲ့ပြောစရာကိုမရှိတော့တာအဲ့ဒါကျွန်တော်တို့ကပြောပြပဲအဲ့ဒါဒါမှမူနဲ့ကျွန်တော်တို့စကားပြောမှာတော့ကျွန်တော်တို့ရဲ့ဘုံနိုင်ငံရေးရည်မှန်းချက်ကအဲ့ဒါပဲဒီ NC ဇနီးပြနှစ်ပတ်လည်မှာနိုင်ငံတကာတန်တမန်တွေဒီအပြစ်မရသေးတဲ့အဖွဲ့တွေ အာနောက်ပြီးတော့ဒီအပြည့်ရပြီးသားအဖွက်တွေနောက်တခြားစုဖွဲ့တွေလည်းတက်မှာပေါ့လေဆိုတော့ဟိုဟာပေါ့လောလောဆယ်ကတော့ဒီ KNU ပါဝင်ဒီတော်လိုင်းအဖွဲ့စီ6ဖွဲ့ကနေပြီးတော့သဘောထားထုတ်ပြန်ထားတာရှိတယ်ပေါ့လေဒါဆိုတက်မဲ့အဖွက်တွေကမတက်တဲ့အဖွက်တွေကဟိုဘယ်လိုလုပ်နေလဲဒီ KNU KNU ဟိုဟာကိုကို KNU လက်မှတ်ထိုးခဲ့တဲ့အဖွက်တစ်ဖွဲ့အနေနဲ့ဘာများသူတို့တိုက်တွန်းပြောစကားဘာရှင်းတယ်လဲ ကျွန်တော်တို့ထုတ်ပြန်ချက်တွေမှာအပြည့်စုံပါပြီးသားပါအချက်ချင်းတစ်ချက်ချင်းတစ်ချက်ချင်းထောက်ပြပြီးတော့နောက်ဆုံးချက်ကတော့ကျွန်တော်တို့ဟိုနိုင်ငံတကာအဖွဲ့အစည်းတွေ UN ဖွဲ့စည်းတွေ ASEAN ပါဝင်ပါတော့ခင်ဗျားတို့သိချာကြည့်2021ဆရာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာတပ်ဖြတ်လိုက်တဲ့လူလူကိုဘလောက်များတန်းစီပြီးတော့ထောင်ကမ်းချီပြီးတော့တလောက်နစ်စင်ရဆဲခုတက်ထီရအတော်မသားဖြစ်နေတဲ့ဟာကိုဒီလူတွေလှုပ်မဲ့ပွဲကိုခင်ဗျားတို့သွားတက်ခင်ဗျားတို့ပဲသိခါကြမှာ တလောက်တောင်ကိုကျင့်တိတ်ခမဲ့တဲ့အလုပ်ကိုခင်ဗျားတို့လှုပ်သိမ့်လားမလှုပ်သိမ့်လားခင်ဗျားတို့ပဲဆုံးဖြတ်ဆိုတော့ကျွန်တော်အဲ့ဒါပဲပြောချင်းနဲ့ဟိုထားချတော့ဘာမှပြောစရာမရှိဘူးပြောတော့လည်းများပြီကျွန်တော်တို့ကဒါမဲ့ကျွန်တော်တို့ကတိတ်မပြောချင်တော့ဘူးအလုပ်ပဲလှုပ်တော့မယ်အလုပ်ပဲလှုပ်တော့မယ်လှုပ်လည်းလှုပ်နေပြီဒါပေမဲ့ကိုလှုပ်ရမယ်အလုပ်ကဒီနှစ်ပေါင်း80 80အခြေတည်လာတဲ့အမြင့်တွယ်လာတဲ့ဒီယောဂကိုတော့ချက်ချင်းလက်ငယ်ဖြုတ်လို့မရဘူးဆိုပေမဲ့လို့တကယ်ယောဂအစစ်အမှန်အနာဘယ်နာရှိလဲဆိုတော့ကျွန်တော်သိတဲ့ပုံမှာအဲ့ဒီ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 အရင်မြုပ်ပဲကျွန်တော်ဖြုတ်တော့မှာဆိုတော့ အဲ့ဒီအပိုင်းမှာတော့အထူးသဖြင့်ဒီနိုင်ငံတကာအဖွဲ့အစည်းတွေဟိုကမ္ဘာ့ကုလသမဂ္ဂအပါဝင်ဒီကနိုင်အော်ဒီအာဆီယံအဖွဲ့အစည်းတွေကတော့ကျင့်ဝတ်သိက္ခာနဲ့ရှိတဲ့အဖွဲ့အစည်းမှန်တော့ဒီလိုမျိုးလုံးဝကျင့်ဝတ်သိက္ခာမရှိတဲ့ဒီလူတွေလွတ်ပုံနေတာလူတို့ကိုနေ့စဉ်နေ့တိုင်းတတ်ဖြတ်နေတဲ့အဖွဲ့အစည်းလောက်တဲ့ပွဲတော့ခင်ဗျားတို့မတက်သိဘူးဆိုတော့ကျွန်တော်အဲ့ဒါလေးရိုးရိုးလေးပဲပြောတာတခြားဘာမှမရှိဘူးဒါတော့လောက်တာမလောက်တာခင်ဗျားတို့အပိုင်းမဲ့နော်ခင်ဗျားတို့ခင်ဗျားတို့အပိုင်းမဲ့ကျွန်တော်တို့ကတော့ဒါတော့မသွားမတက်ဘူးဆိုတာကျွန်တော်တို့တိုက်တွန်းတယ်ဘာဖြစ်လို့ဆိုတာ ကိုပြောတဲ့အလုပ်ကိုရက်တည်နေတဲ့အဖွဲ့စည်းရဲ့ဂုံတိတ်ခါရာဆိုဒီပွဲလို့သွားတက်လို့ဆိုဘယ်သူကဘယ်လိုဝေဖန်ပိုင်းခြားမလဲဆိုတာကျွန်တော်တို့ပြောစရာမရှိတော့ဘူးဗျဟုတ်အခုကျွန်တော်ကြားသိရတဲ့သတင်းပေါ့နော်ဒီ NCA ဇနီးပြနှစ်ပတ်လည်မှာဟိုရခင်ကင်ယူဒီမျိုးသားစီယုံရဥဒဟောင်းနဲ့ဟိုကင်ယူဟိုပေါ့အဖွဲ့ဝင်ဟောင်းတချို့ပေါ့နော်ဟိုတက်ရောက်လဲလို့ကြားသိရတာပေါ့နော်အဲဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုတို့အာဘယ်လိုသိတာအများရှိတယ်လဲအဲဒီတက်ရောက်တဲ့အပေါ်မှာဘယ်လိုတို့ဟိုပေါ့ဘာညာမချက်ပေးနိုင်မလဲ ဆိုလိုချင်တာကတော့အခုသတင်းထွက်နေတဲ့လူပုံကိုတွေကတော့တစ်ချိန်တော့ကတော့ KNU ခေါင်းဆောင်ဖြစ်တယ်ဆိုပေမဲ့ဒီချိန်ဒီကာလမှာသူတို့ဘာတောင်းမှမရှိတော့ဘူးလေသူတို့ကဟိုစားပဲအဖွဲ့ဝင်ရိုးရိုးလူတယောက်ပဲရှိတော့တယ်တာမန်လူလူတယောက်ပဲရှိတော့ သူတို့သွားရင်လည်းသူတို့စိတ်ဆန္ဒနဲ့သွားတော့ကျွန်တော်တို့ပါ live တားလို့မှမရတာသူသွားချင်တော့ကျွန်တော်ပါတတ်နိုင်မှာဒါပေမဲ့တခုပဲရှိတယ်သူတို့ဟာ KNU အဖွဲ့ဝင်တယောက်ဖြစ်ပြီးဆိုတော့ KNU အဖွဲ့ဝင်စီမင်းစည်းကမ်းနဲ့လိုက်နာဖို့တော့တာဝန်ရှိတယ်အဲ့ဒီ KNU အဖွဲ့ဝင်တယောက်စီမင်းစည်းကမ်းမလိုက်နာပဲတဲ့သွားချင်အောင်သွားလှုပ်ချင်အောင်လှုပ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဟိုတို့ KNU မှာချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေရှိတယ်လေအဲ့ဒါတော့ကျွန်တော်တို့အဆင့်လိုက်အဆင့်လိုက်လောက်ရမယ့်အပိုင်းတော့ရှိရမှာပေါ့အဲ့ဒီအပိုင်းလောက်ပဲကျွန်တော်တို့ပြောလို့ရဒီချက်ပို့တော့ကျွန်တော်ပြောလို့မရဘူး ဟုတ်နောက်တစ်ခုကပေါ့ကျွန်တော် NCA ဘက်ပြန်ကြည့်မယ်လို့ရှင်တော့ Dr. Kenyu ဆိုလို့ရှင်တော့ဒီ NCA စာချုပ်ဖြစ်မြောက်ရေးအတွက်တထဲဝင်ပါခဲ့တဲ့ဖွဲ့စည်းတစ်ခုထဲမှာပါဦးဆောင်တဲ့ဥပဒေထဲမှာလက်ပါတော့ဗောလေဆိုတော့ဒီ NCA လုံးနေတဲ့ဒီငြိမ်းချမ်း peace process ကာလတစ်ချောင်းမှာပေါ့နော်ကျိုးဂျာတိရတယ်လို့ဆိုဒီစေအုပ်စုကဟိုသူတို့ဒီဆွေးနွေးမှုတိုင်းမှာပေါ့နော်ဆွေးနွေးမှုတိုင်းမှာညှိနှိုင်းတဲ့ခါကြရင်သူတို့မှလည်းဟိုပေါ့သူတို့ အဟန့်တားတွေသူတို့ဒီအခက်ခဲတွေမျိုးမျိုးဟိုလုံဆောင်နေတဲ့ဟာရှိတယ်ပေါ့နော်အဲ့အဲ့ကာလအချိန်လုံးကပေါ့နော် KNU ဆိုလို့ရှိရင်တထဲဝင်ပါခဲ့တဲ့အခါကတော့ကိုအဲ့ peace process ပေါ့နော်ငြင်းငြင်းဆွေးနွေးတဲ့အခါမှာကိုသဘောမတွေ့တဲ့အချက်တွေထောက်ပြစရာအချက်တွေပေါ့အရင်တော့ဖြစ်စဉ်တွေနဲ့ပြန်ပြောပြပြပြလာတယ်ဒီစစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့လေ အဓိကအချက်ကကျွန်တော်တို့သဘောတူညီချက်ဟိုနှုတ်ဦးနှစ်ဖက်သဘောတူညီချက်ပြီးတော့ဟိုစားဒီဒီကျွန်တော်တို့အကောင့်တွေဖော်ဖို့သဘောတူညီချက်ရဲဆိုမှတကယ်တမ်းကျတော့အသက်ရောက်မှုကျတော့အဲ့ဒီအပေါ်မှာငါတို့ကလိုက်ရှောက်ရမယ်သူတို့မှလိုက်ရှာလိုက်နိုင်စရာမလိုဘူးဆိုတဲ့အပိုင်းကအဓိကတွေ့မြင်နေရတယ်ဆိုတော့သူတို့လှုပ်ချင်တာလှုပ်တယ်ကျွန်တော်တို့အပေါ်မှာတော့ဒါမင်းတို့မင်းတို့ဒီမှာသဘောတူညီချက်ရှိထားတယ်မင်းတို့လိုက်ရှောက်ရမယ်လိုက်နာရမယ်ဆိုတော့အဲ့ဒီတစ်ဖက်တန်နဲ့လှုပ်သွားတဲ့ဟာအဓိကအဆိုးဆုံးပဲကျွန်တော်ခုနထောက်ပြပြီးပြီးအထူးအထူးခြားဆုံးကအဆိုးဆုံးကကျွန်တော်တို့နယ်မြေထဲမှာကာလန်ဖောက်ချလာတဲ့ဟာ တကက်တွင်းမိုင်းဟော့တွင်းမိုင်းအထိကာလန်ဖောက်စရာဒီလုံးမှာဖောက်ပါလားနေရာတလောက်များနေတာမဖောက်ချင်ဘူးအဲ့ဒါကိုကျွန်တော်ပြောရတာကျွန်တော်တို့ကိုဘလောက်ထိခံရခဲ့အောင်ပြောသလဲဆိုတော့ဒါစီဝေးခွဲထဲမှာငါတို့လုံးချင်တာလုံမယ်တဲ့ဘာဖြစ်လို့ဆိုတော့ငါတို့အင်အားမရှိမပြစ်မစုံတဲ့အချိန်မှာ သူပြောသူညွန်းစွာ facility တွေပြည့်စုံမရှိတဲ့အချိန်မှာတော့မင်းတို့အခိုင်ခန့်နေစားတကြောမှာရှိတဲ့မင်းတို့စခန်းတွေပါတယ်ငါတို့တက်သိမ်းလို့ရတယ်ပဲ အခုဆိုရင်ငါတို့မှာ facility အပြည့်စုံရှိတယ်သူပြောချင်တာငါကဘာမှာဝအမှတ်36လောက်39လောက်အဆင့်လောက်ရှိတယ်တက်ကြီးတစ်ခုတော့ကိုကငါတို့လောက်ချင်တာလောက်လို့ရတယ်ကွာဆိုပြီးတော့အဲ့လိုချုံမွေးပြောတာဗျဟောတော်တော်လေးတော့ခံရခဲ့တယ်အဲ့ဒါဆွေးနွေးပွဲကဒီလိုဆွေးနွေးပွဲရင်းကျွန်တော်တို့ကြုံခဲ့ရဘာဖြစ်ဖြစ်ကျွန်တော်တို့ကတီးခံပြီးတော့ဒီညဉ့်ညဉ့်ဖြစ်စဉ်တစ်ခုလုံးကို အပြက်မခံမနဲ့ကျွန်တော်ဆက်ပြီးတော့ကြိုးစားလာတဲ့ခါမှာဆင်လိုက်ဆင်လိုက်ပါတော့။ရာကြီးရဆိုင်တာအစကျွန်တော်တို့ပြန်ပြီးတော့ဝင်လာတယ်။အဲ့ဒီလမ်းကြောင်းမှပြန်ရောက်။ဒါပေမဲ့သူတို့ကဘလို့ပဲခွေးမိကောက်ကြည့်တော့ဘလို့မှစုတ်လို့မရဘူး။ပြန်ကောက်နာပဲ။ဆိုတော့အဲ့ဒါကတော့ကုန်သွားပြီပြရှင်းပြောရအောင်နော်။ကျွန်တော်တို့ကြုံခဲ့တဲ့ဟာတော့အဲ့ဒါပတ်တန်းတင်လောက်တယ်။အဲ့ကြောင့်မလို့ပြောစရာမရှိဘူး။ဒီလူတွေနဲ့နိုင်ငံရေးကသွားပြီးတော့စကားပြအတိတ်မှဖြစ်တော့။နိုင်ငံရေးနဲ့စကားပြောစရာကိုမထိုက်တန်တဲ့လူတွေဖြစ်တယ်ပြ။စနေပြည့်အစီလက်မှတ်ထိုးခြင်းဟောနှစ်ပတ်လည်နှစ်ပတ်သက်ပြီးတော့ခင်လည်းပါများ ဟိုထောက်ပြစရာလေးတွေဖြစ်ဆွဲစရာလေးတွေပါဟိုဘာကြောင့်ပြောစရာရှိအောင်မလဲဒီ NCR သူတို့ဟိုဘောကြီးသူတို့ကိုယ်တိုင်သူတို့ရေးထားတဲ့ဟာ2008ဖွဲ့စည်းပုံမှာအခြေခံပြီးတော့လှုပ်ထားတဲ့ဟာတွေလေဆိုတော့အဲ့ဒါဒီ2008ဖွဲ့စည်းပုံမှာပြက်တာဗောသူတို့အနာသိန်းလဲဒါဟာရိုးရိုးလေးကတကဘာလုံးမှတိတယ်ဘယ်အနာသိန်းဖွဲ့သွားမေးကြည့်ပါကသူတို့အနာသိန်းကလည်းဖွဲ့စည်းပုံအခြေခံဘူးလို့ပြောပြက်ပြီးတော့ဖွဲ့စည်းပုံအတင်းနဲ့ပြန်ပြီးတော့ရေးရတဲ့ဟာတွေကြီးပဲသူတို့ကြမှာဖွဲ့စည်းပုံကမပြက်ဘူးဆိုတော့အဲ့ဒါကိုကိုကားရှောက်လှုပ်တဲ့ဟာတွေသူတို့ကိုသူတို့ ်တိတယ်အဲ့ဒီတိတဲ့အပေါ်မှာကိုယ်ကိုယုံကြည်မှုမရှိတော့ကိုယ်ကိုလိန်ညာနေတဲ့ဟာတွေလိန်ညာနေသေးရအဲ့လိုလှုပ်တဲ့ဟာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး